အားလုံးပဲမင်္ဂလာပါရှင်စွတ်စွတ်မြတ်မှ channel မှာကြိုဆိုပါရယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များအိမ်မက်ဖြစ်တိုက်သွို့အလဲသွားခြင်းအကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်များအနေနဲ့အနဲ့ရောင်မွေကမိမိအနောက်ကိုလိုက်လို့ပြေးနေရတာကိုမှတ်ရင်တတိထားရမှာကမိမိကို တိုက်ကအမျက်ရှနေတာဖြစ်နိုင်တယ်လို့မကောင်းတဲ့အမှောက်ပြောကရှိနေနိုင်ပါတယ်ငွေကြိုက်ခံရလို့နာကျင်တဲ့ဝေဒနာခံစားရတယ်လို့မြင်မဲ့ရင် တင်းဘဝမှာအပြိုင်အဆိုင်အတိုက်ခတ်ရံများကြမှာအောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်။တခါတလေတောတောင်ရီမြေတွေကြားကရှီဟောင်းကူဖျားစလာတွေကိုမြင်မတ်တတ်ပါတယ်။ဖျားပြန်ပြုတ်ပြင်းနေတာ အုတ်တဲကြောက်တဲနေတဲ့လူတွေပေါင်မဆေးမြင့်ကြောင်ထိုးကွင်းရှောင်းတုံးတွေနဲ့လူတွေကို တွေ့မြင်ရတတ်ပါတယ်။ရုတ်တရက်အနားမှာတယောက်ယောက်ပေါ်လာပြီးပြန်လာဖို့အချိန်မတန်သေးဘူးအချိန်တန်လက်ခော့မယ်စားတဲ့အကြောင်းအရာတွေလည်းပြောတတ်ပါသေးတယ်။ အလိုထူးဆန်းတဲ့အိမ်မက်မက်ပြီးဆို ကိုယ့်ရဲ့မသိစိတ်လွမ်းစွန်းတန်တရာကြောင့်ဒါမှမဟုတ်ကြုံတွေ့နေတဲ့အခက်ခဲကြောင့်အားငယ်တငယ်စိတ်တွေကြောင့်တိုက်ကိုခနာပြန်သွားခြင်းဖြစ်ပါတယ်ရည်ထဲမှာရေကူးခတ်နေတာမျိုးအိမ်မက်မက်ပြီးအသက်ရှူမွားလို့လန်နိုးတာမျိုးတွေတိုက်ဆက်တွေအနေနဲ့ကြုံတွေ့ရတတ်တဲ့အခြေအနေမျိုးပါတကယ်နံဝိညာဉ်နဲ့တတိယလို့ခဏအိမ်မက်အနေနဲ့ပြန်တဲ့အခါရုပ်ကအလုံးမလုံးတော့တာဖြစ်ပါတယ် ိမ်မက်ကလက်နိုးတဲ့အခါမျိုးမှာချက်ချင်းခန္ဓာကိုယ်ကလှုပ်ရှားမရတတ်ပါဘူးဖြည်းဖြည်းချင်းနောက်မှအဆင်ပြေသွားတတ်ပါတယ်ဒါကမိမိပသက်ခဲ့ဘူးတဲ့နေရာကိုနံဝန်းညင်အနေနဲ့တကယ်ရောက်သွားတာပါတိုက်ကိုအိမ်မက်ဖြစ်အလဲခဏသွားခြင်းလည်းဖြစ်ပါတယ် နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုသူတရားဆရာမြတ်ကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ notification bell နဲ့နှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။